ကဲအဲ့ဒါဆိုရင်ကိုယ်တိုင်းလေးတွေတိုင်းမိကြပြီနဲ့တွေ့ပါတယ်နော်စင်တီမီတာနဲ့လူဟာစင်တီမီတာနဲ့တိုင်းထားပြီလက်မနဲ့လူဟာလက်မနဲ့တိုင်းထားပြီဒီမှာတော့အမကအမရဲ့အတိုင်းလေးတွေကိုထည့်လိုက်တယ်နော်အိုင်နီယာဆာရလေးအတိုင်းပဲအဲ့တော့ဒီမှာအမတို့ကဒါကိုဆွဲတော့မင်းဆိုရင်ဘာတွေကိုတွက်ထားရမလဲဆိုရင်အခုယင်ပတ်လေယင်ပတ်လေဆိုရင်လေးနဲ့စားပေးပါလက်မဖြစ်ဖြစ်စင်တီနဲ့ဖြစ်ဖြစ်လေးနဲ့စားရလာတဲ့အဖြေကိုပေးမှချရေးထားပြီနော် တော့ရင်ကိုလေးနဲ့စားမယ်ပြီးရင်အမတို့ရင်ကွာရင်ကွာကို နှင်းနဲ့စားပေးပါနော်ရင်ကွာဆိုတာနှုတ်ဝေးကိုပြောတာနော်နှင်းနဲ့စားပေးပါပြီးရင်ခါကိုလည်းလေးနဲ့စားပေးပါရတဲ့အဖြေတွေဘေးမှာရေးထားပေးမယ်အဲ့ဒါပြီးရင်တင်ပက်လေပေါ့တင်ပက်လေကဒါစကက်ဆွဲမှာပေါ့နော်ဒီမှာတော့အမကမူလာဖရိန်ကခါးထီပဲဆွဲပြမှာဆိုတော့ခါးထီပဲလို့တော်ထိုင်ရတယ်တကယ်လို့ဒီခုလုံးစားသမားလေးဆိုရင်တင်ကိုလည်းအမတို့ကလေးနဲ့စားပါတယ်စင်တီဖြစ်ဖြစ်လက်မဖြစ်ဖြစ်ပေါ့နော် ပြီးရင်အမတို့ရှေ့ရင်ကျဲနောက်ရင်ကျဲเนาะရှေ့ကြောကျဲပေါ့ sorry ရှေ့ရင်ကျဲနောက်ကြောကျဲပေါ့เนาะနောက်ကြောကျဲအဲ့ဒါတွေကိုအမတို့ကနှိမ့်နေစားပါမယ်ခုံဝော်တွေတောင်တောင်မတူတော့လीအမတို့ကနောက်ရင်ကျဲရှေ့ရင်ကျဲလို့ပဲခေါ်လိုက်တာเนาะအဲ့တော့တချို့ကနောက်ကြောကျဲလို့ပြောကြတာရှိတယ်အဲ့ဒါလေးတွေကနှိမ့်နေစားထားပေးเนาะအဲ့ဒါတွေအဖြေတွေရပြီဆိုလို့ရှိရင်အမတို့အခု frame စဆွဲကြတော့မယ်เนาะ okay အဲ့ဆိုရင်အမကတော့ဒီမှာပုံအသေးလေးပဲဆက်ပြမယ် ပုံအကြီးဆိုရင်ဗီဒီယိုဖိုင်ထဲမှာမဆက်မှုရရတာအရင်ခတ်လို့နော်အဲဆိုပုံသေးလေးပဲဆွပြမယ်ဆိုရင်အမကတော့ပေတံနော်ပေတံအချိုးသေးတဲ့ဟာလေးနဲ့တုံးလိုက်တယ်ပေါ့နော်ကိုကတော့တုံးမယ်ဆိုရင်စင်ဒီသမားကလည်းစင်ဒီပေတံလက်မသမားကလည်းလက်မပေတံနဲ့တုံးလို့ရပါတယ်အဲ့တော့အမတို့က free ဆိုရမယ်ဆိုရင်ပုံမှန်ဆိုရင်အမတို့ဆာရွက်ကဒီလိုပုံစံမျိုးလာတယ်เนาะပတ်တန်ဆွဲတဲ့ဆာရွက်ဒီမှာအလျားရဲ့အလျားရဲ့အနံ့ရဲ့ပေါ့ ဒီလိုအနံကိုအပေါ်အောက်အနေနဲ့ထားကြတယ်။ပြီးရင်အမတို့ဒီဆိုင်ရွက်မှာပေါ့အဆင်ပြေသလိုဆွဲလို့လို့ရပါတယ်။ဒါပေမဲ့အမတို့ဆွဲတဲ့နည်းပြောပြတာပေါ့နော်။အပေါ်အောက်ထားတယ်ဒီလိုအလျားကကြတော့အမတို့ဘေးဘက်ပေါ့နော်။အချိုးဘက်ကိုဆက်ပြီးတော့မှအကျယ်အနေနဲ့ထားတယ်ပေါ့။ဒါပေမဲ့ဒီမှာကျတော့ဆိုင်ရွက်ကတင်းနေလို့အမကဒီလိုကန်လန်နေထားပြီးတော့ဆွဲလိုက်မယ်နော်။ Okay ။အဲ့တော့ပတ်တန်ဆွဲတော့မယ်ဆိုရင်အရင်ဦးဆုံးအမတို့ဒီဘက်ဘေးမှာ စင်တီမီတာနဲ့ဆိုရင်အမတို့က5စင်တီဆရွက်အနာသားနေခြံပေးပါအဲ့တော့လက်မသမားဆိုရင်ဘယ်လောက်ခြံမလဲဆိုရင်အမကဒီမှာ5စင်တီလို့ပြောရင်ပေချိုးလေးကိုလက်မတစ်ဖက်စင်တီတစ်ဖက်ပေချိုးယူလိုက်နော်ဒီမှာရှိနေတဲ့5စင်တီအဲ့တော့ဒီမှာနော်အမတို့5စင်တီ5စင်တီဆိုရင်ဒီမှာလက်မနဲ့ဘယ်လောက်ရှိလဲအမတို့ကြည့်လိုက်ဆိုရင်2လက်မရှိတယ်တွေ့လားနော်5စင်တီဆိုရင်2လက်မကွက်တီရှိတယ် နော်အဲ့တော့နှစ်လက်မလို့ပြောလိုက်တာနဲ့အတူတူပဲစင်တီနဲ့ဆိုရင်5စင်တီလက်မနဲ့ဆိုရင်နှစ်လက်မအမတို့ဒီဆိုင်ရဲ့ဘေးနားမှာခြံလိုက်ပါမယ်ဒါကတော့အမကပြည်တန်သေးဖြစ်တဲ့အတွက်ကြည့်ပြီးတော့ခြံလိုက်မယ်နော်အဲ့ဒါပြီးရင်ဒီရဲ့အပေါ်ဘက်ခြံ ပေါ်ဘက်ချမ်းကို30စင်တီခြံပေးမယ်။အဲ့တော့လက်မနဲ့ဆိုလို့ရှိရင်ဘယ်လောက်လဲဆိုရင်ဒီမှာ30စင်တီ30စင်တီကိုကြီးလိုက်ပါ။ဒီဘက်မှာလက်မနဲ့ဆိုလို့ရှိရင်အမတို့က4စင်တီကွက်တိခုနက5စင်တီကနှစ်လက်မဆိုတော့30စင်တီဆိုတော့၄လက်မပေါ့နော်။အဲ့တော့ဒီအပေါ်ကနေပြီးတော့မှစင်တီသမားတွေက30စင်တီခြံပေးလက်မသမားကတော့၄လက်မခြံပေးနော်။အဲ့ဒါဆိုရင်အပေါ်ကနေလည်းမြင်းတစ်ချောင်းဆွဲလိုက်မယ်။ဆရာရဲ့အဆုံးထိဆွဲထားပြီနော်။ โอเคအဲဆိုရင်အမားတို့ကဒီတောင်းနဲ့ဒီဟာနဲ့ဒီလိုလေးဖြစ်သွားပြီဆိုရင်ပတန်ဆဆွဲတော့မယ်ဆွဲမယ်ဆိုရင်ဒီဘက်ပေးရတာကိုခန္ဓာကိုယ်ရဲ့အရှိဆွဲမယ်ဒီဘက်ကဘာအခြေကိုတော့တွားမယ်ပေါ့နော်အဲ့တော့ခန္ဓာကိုယ်ရဲ့အရှိကိုဆွဲမယ်ဆိုလို့ရှိရင်အရင်ဥဆုံးအမားတို့ အင်ကြီးရဲ့အပေါ်ပိုင်းမှာဆိုရင်အရှိဆုံးကဘာရှိမလဲဆိုရင် NNW လို့ခေါ်တယ်ဂုံမခါเนาะဒီကြတော့ခါအကြလို့ခေါ်တယ်เนาะဂုံအစီလေးကနေပြီးတော့မှအမတို့အောက်ကခါနေရာအထိတိုင်ထားတဲ့အရှိနော်နောက်ကျောအရှိလေးเนาะအဲ့ဒါလေးကိုအရင်ဆွဲပါမယ်ဒီမှာကတော့အမရဲ့ဂုံမခါက38စင်တီရှိတယ်เนาะ38စင်တီဆိုလို့ရှိရင်အမတို့လက်မနဲ့ဘယ်လောက်ရှိမလဲဆိုရင် ဒီမှာ38စင်တီကိုကြီးလိုက်မယ်ဒီဘက်ကလက်မနဲ့ဆိုရင်15လက်မရှိပါတယ်ဒီလိုပြောရင်သဘောပေါက်မယ်ထင်ပါတယ်တချို့ကဒီနောက်ကျောဒီခါအကြောက်တိုင်းလားမတိုင်းလားမတိုင်းတဲ့လူရှိမှဆိုလို့ပေါ့နော်အမားတို့ကတော့ဒီဂုံးမခါဂုံးအစီလျာနေခါအကြာတီနောက်ကျောအရှိကိုတိုင်းတာနော်တချို့တိုင်းတဲ့လက်မသမားတွေလည်းရှိတယ်သူကအရှိကိုဒါတိုင်းထားတဲ့ဟာပေါ့နော်ခါအထိတိုင်းထားတဲ့အရှိလေး38စင်တီဆိုရင်ဒီမှာ15လက်မရှိတယ်အဲ့တော့38စင်တီအဲ့ဒါကို အမားတို့ကဒီ5စင်တီနဲ့ ဒီပေါ့နော်ဒီဘက်ဘေးချန်ထားတဲ့မြင်းနှစ်ခုစုံမကနေစပြီးတော့မှအဲ့ဒီ38ကိုတိုင်းပြီးတော့မှဆွဲပါမယ်38ကိုတိုင်းပြီးဆွဲတဲ့ခါကျရင်အရင်ဦးဆုံး38ကြီးပဲအကုန်မဆွဲဘဲနဲ့38တဲကနေ3စင်တီနှုတ်ပေးပါအဲ့ဒါ3စင်တီဆိုရင်3စင်တီလို့ရှိရင်အမတို့တလက်မနဲ့2စိတ်ပေါ့နော်လက်မနဲ့ဆိုရင် တလက်မနဲ့2စိတ်နှုတ်ပေးပါ အဲ့တော့လက်မက15လက်မရှိတယ်ဆိုရင်သူတွေကနေတစ်လက်မနဲ့20စိတ်နှုတ်ပေးလိုက်နော်38စင်တီတွေကနေ3နှုတ်တော့အမတို့35စင်တီနော်15တွေကနေတစ်လက်မနဲ့20စိတ်နှုတ်တော့အမတို့73လက်မနဲ့80စိတ်ကြမ်းမယ်နော်အဲ့တော့အဲ့ဒီအတိုင်းတိုင်းလေးကိုဒီကနေပြီးတော့မှဆွဲပြီးတော့မှချလိုက်ပါမယ်အဲ့တော့38တွေကနေ3နှုတ်တော့35စင်တီပေါ့အမတို့ဒီမှာစင်တီကို တိုင်းပြီးတော့ဆွဲပြလိုက်တယ်လက်မနဲ့ဆိုရင် အမားတို့က73သမာ8စိတ်ပေါ့နော်73လက်မနဲ့8စိတ်ရှိတယ်နော်အဲ့တော့ဒီဟာလေးကိုတောက်ရှောင်းဒီဘက်ထီးလိုက်တိုင်းလိုက်ပါမယ်တိုင်းပြီးတော့မှမြင်းဖြောင်းဆွဲပေးမယ်ဘာကြောင့်တခုရှင်းဒီလိုက်မှတ်ပြီးတိုင်းလဲဆိုရင်အမားတို့ဒီလိုမြင်းဖြောင်းနေဆွဲတဲ့အခါအဲ့ဒီမြင်းတွေကညီနေဖို့လိုတယ်နော်အဲ့ဒီမြင်းတွေစောင်းသွားလို့မရပါဘူးဒီ line တွေကခန္ဓာကိုယ်ရဲ့ ရင်လိုင်းတင်လိုင်းတွေကိုအတီးယူတာဖြစ်တဲ့အတွက်ရှေ့ချမ်းနောက်ချမ်းအညီဆွဲမှာဖြစ်တဲ့အတွက်မြင်းနေဆောင်လို့လုံးဝမရပါဘူး okay เนาะအဲဆိုရင်အမတို့ဒီကနေဒီတိကကိုရေဒီဂုတ်ဂုတ်ကနေပြီးတော့မှခါအကြနေရာထိတတ်မှတ်လိုက်တာဒါက frame ဆွဲမယ်အရှိတတ်မှတ်လိုက်တာเนาะအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်အမတို့ကခုနတုန်းကဒီမှာနှုတ်ခဲ့တဲ့၃ဒါက3 cm ပေါ့လက်မနဲ့ဆိုရင်တလက်မနှစ်စိတ်ကိုဒီအပွားနေခြံခဲ့တဲ့10 cm เนาะလက်မနဲ့ဆိုလို့ရှိရင် ငါလက်မရဲ့အပေါ်မြင်ဒီမြင်ဒီမြင်ရဲ့အပေါ်ကိုပြန်တင်ပေးပါအဲ့တော့အမဒီမှာပြန်တင်လိုက်မယ်နော်ထာ3စင်တီလက်မနဲ့ဆိုရင် တလက်မနဲ့နှစ်စိတ်ကိုအပေါ်ကချန်ခဲ့တဲ့မြင်းရဲ့အပေါ်မှာ ပြန်ဆွဲပေးလိုက်ပါတယ်အပေါ်ပြန်တင်ပေးလိုက်တာ နော်အဲ့တော့ဒီကနေဒီထိဆွဲထားတာကအမတို့ဒီနောက်ကျောဂုတ်အစီကနေခါထိမပြည့်ဘူးပြည့်အောင်လို့နှုတ်ထားခဲ့တဲ့ဟာအပေါ်ပြန်တင်ပေးတာဘာလို့လဲဆိုတော့နားမှာလိုင်းလေးနှစ်လိုင်းဒီလိုမျိုးရခြင်းလို့ရမယ်နော်အဲ့တော့အဲ့ဒါရပြီဆိုလို့ရှိရင်အမတို့ကဒီအောက်ကဒီတိုင်ထားတဲ့အကျယ်ကိုတဝဝပါမယ်35စင်တီလက်မနဲ့ဆိုရင်73.8စိတ်ပေါ့เนาะအဲ့ဒါကိုတဝဝဝလိုက်เนาะ တဝက်ပြီးရင်လည်းသူ့ကိုထောက်ရှောင်းလိုင်းလေးတွေနိုင်ဆွဲပါမယ်နိုင်တိုင်းပြီးတော့မှမြင်းကိုအညီဆွဲပြီးနော်အဲ့တော့ဒါလေးကဒီကြားလေးကအကျယ်လေးကိုတဝက်ဝက်လိုက်တာပါเนาะဒီကြားထဲကအကျယ်လေးကိုတဝက်ဝက်လိုက်တာ အဲ့ဒါပြီးသွားရင်ဒီအပေါ်ပိုင်းတဝဲဝတ်ထားတဲ့ဒီကြံနဲ့အပေါ်ပိုင်းဒီမှာတင်ထားတဲ့မြင်းလေးမပါဘူးเนาะအဲ့တော့ဒီ35စင်တီကိုတဝဲဝတ်ထားတဲ့မြင်း7.5စင်တီရှိတယ်အဲ့ဒါကိုတဝဲပြန်ဝတ်ပြီးလက်မနဲ့ဆိုရင်လည်း73.8စင်ရှိတဲ့ဟာကိုတဝဲဝတ်ဝတ်ပြီးရင်ဒီအပေါ်ပိုင်းကိုတဝဲပြန်ဝတ်ပြီးเนาะ မယ်။တော့ဝက်ပြီးနေသူ့ကိုတောင်းရှောင်းမြင်းဖြောင်းဆွဲဖို့အတွက်တိချလိုက်တိုင်းပေးပါ။ โอเคအဆွေအမတို့ဒီလို line လေးတွေရလာမယ်เนาะအဲ့လို line လေးတွေရလာပြီဆိုလို့ရှိရင်အရင်ဦးဆုံးဒါဆိုရင် အမကဒီအပေါ်ဆုံးကမြင်းကို ပခုံးမြင်းလို့သတ်မှတ်လိုက်ပါမယ်เนาะဒီဒုတိယမြင်းကိုအရှိုက်မြင်းလို့သတ်မှတ်လိုက်ပါမယ် ရမယ်နော်ပြီးရင်ဒီတတိယမြင်းကယင်ကျဲမြင်းအမတို့နောက်ကြောကျဲရှေ့ယင်ကျဲနော်ယင်ကျဲမြင်းလို့သတ်မှတ်မယ်ဒီအောက်ကမြင်းကိုတော့ယင်မြင်းလို့သတ်မှတ်မယ်ဒီမြင်းကိုခါမြင်းလို့သတ်မှတ်လိုက်ပါမယ်အဲ့ဒါဆိုရင်အမတို့ယင်ခါနေရာတွေပြီးရင်ပခုံးနေရာတွေအမတို့တည်သွားပြီဆိုရင်နောက်ချမ်းကိုစပြီးတော့ဆွဲလို့ရပါပြီ အဲ့နောက်ချောင်းကိုဆဆွဲမယ်ဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်ဒီနောက်ကြောဒီအမရတပြောင်းနေသွားတာမဟုတ်ဘူးကြောကနည်းနည်းလေးစောင်းပြီးခွက်ပြီးဝင်သွားပြီးမှတင်ကပြန်ဖောင်းကားပြီးထွက်တဲ့တံရှိတယ်ခါးလေးတိမ်သွားတာပေါ့နော်နောက်ကြောမှဆိုရင်ကြည့်လိုက်ရင်နောက်ကြောဒီဒဲ့ကြီးဆင်းနေတာဒဲ့ကြီးဆင်းနေတာမဟုတ်ပဲနည်းနည်းလေးစောင်းပြီးမှဆင်းသွားတဲ့ပုံစံရှိတယ်အဲ့ဒီပုံစံကိုအရင်ဆုံးအမတို့ချိုးပေးမယ် အဲ့တော့ဒီလိုင်းနောက်ချမ်းနောက်ချမ်းကိုဆွဲမယ်ဆိုရင်အမတို့ကနောက်ချမ်းရဲ့အပြည့်ကိုမဆွဲဘူးနောက်ချမ်းရဲ့တချမ်းစာကိုပဲဆွဲမှာဖြစ်တဲ့အတွက်ဒီလိုင်းဒီနောက်ချမ်းရဲ့စင်တာလို့မတော်သတ်မှတ်ထားတယ်အဲ့တော့စင်တာမြင်းကဒီလိုအဖြောင့်ကြီးဖြစ်နေတယ်လူရဲ့ခန္ဓာကိုယ်ကဒီလိုအဖြောင့်ကြီးမသွားပါဘူးနည်းနည်းလေးစောင်းဝင်သွားတဲ့အတွက်အမတို့ကအဲ့ဒီစောင်းဝင်သွားတဲ့အတွက်ကိုသွားပြီးတော့မှအရင်ဆုံးလိုင်းအရင်ဖြတ်မယ်နော် အဲ့တော့ဘယ်လိုဆွဲမလဲဆိုရင် အမတို့ဒီအပေါ်ပခုံးမင်းရနေပြီးတော့မှစင်တီနဲ့ဆိုရင်0.5လေးပဲလမနဲ့ဆိုလို့ရှိရင်အမတို့ကနှစ်စိတ်လောက်ပေါ့နော်အဲ့တော့စင်တီနဲ့ဆိုရင်0.5လမနဲ့ဆိုရင်နှစ်စိတ်နော်ဝင်လိုက်မယ်ပခုံးမင်းရနေအထဲတဲကိုဝင်လိုက်တာ ရမယ်နော်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ခါးကနေစင်တီနဲ့ဆိုရင်1.5ဝင်မယ် စင်ဒီနဲ့ဆိုရင် အထဲကို1.5ဝင်ပါမယ်အဲဒီတော့လက်မနဲ့ဆိုရင်ဘယ်လောက်လဲဆိုရင်1.5စင်ဒီဆိုရင်လက်မနဲ့ဆိုရင်အမတို့က6စိတ်ရှိတယ်နော်ဒီကလက်မနဲ့ဆိုရင်6စိတ်ဝင်လိုက်ပါမယ်ရမယ်နော်အဲ့တော့စင်ဒီနဲ့ဆိုရင်1.5စင်ဒီလက်မနဲ့ဆိုရင်6စိတ်ခါကနေအထဲကိုဝင်မယ်ဝင်ပြီးသွားရင်အဲ့ဒီဝင်ထားတဲ့ပခုံးကဝင်ထားတဲ့အမှတ်နဲ့ခါမှဝင်ထားတဲ့အမှတ်ကိုလှမ်းပြီးတော့ဒီလိုအဖြောင်းလေးဆက်လိုက်မယ် အဲ့တော့နောက်ကြောလေးကခါမှာတင်ဝင်သွားပြီးစောင်းသွားတဲ့တံတန်းလေးအမားတို့ကထားလိုက်ပြီး အဲ့ဒါဆိုရင်ဒီဘက်အချမ်းကဘေးကဖြောက်နေတဲ့မြင်းက ကိုမတုံတော့ဘူးမယူတော့ဘူးနောက်ချမ်းရဲ့စန္တာမြင်းဒီဒီဆောင်းမြူးဝင်လိုက်တဲ့မြင်းလေးကနောက်ချမ်းစန္တာမြင်းဖြစ်မယ်သူ့ကိုအမက B. C လို့ရေးထားတယ် B. C ဆိုတာ back center လို့ပြောတာအဲ့တော့နောက်ကျောရဲ့စန္တာမြင်းတည်သွားပြီဆိုတဲ့အခါကျမှအတီရသွားပြီဆိုတဲ့အခါကျမှခန္ဓာကိုယ်ရဲ့အကျယ်လေးကိုဆက်ပြီးတော့ဆွဲကြမယ်โอเคเนาะအဲ့တော့ဒီမှာအမတို့ ခုံးကိုဆွဲမယ်ပခုံးကိုဆွဲမယ်ဆိုရင်သူ့ရဲ့ပုံသင်ပုံသင်ကြီးကအမတို့ပခုံးကိုနှင်းနဲ့စားပေးရပါမယ်အဲ့တော့လက်မသမားဖြစ်ဖြစ်စင်ကြီးသမားဖြစ်ဖြစ်ပခုံးကိုနှင်းနဲ့စားရတဲ့အဖြေကိုဒီနောက်ကျောအမတို့စင်တာမြင်အတီးမှတ်ထားတဲ့နေရာကနေစတိုင်းပေးရမယ်ပထမဆွဲထားတဲ့မြင်ကနေတိုင်းလို့မရပါဘူးเนาะအဲ့တော့ပခုံးကိုနှင်းနဲ့စားထားတာဒီမှာအမရဲ့ပခုံးကစင်ကြီးနဲ့ဆိုရင်38ရှိတယ်ဆိုတော့အမကသူ့ကိုနှင်းနဲ့စားလိုက်ရင်19စင်ကြီးရတယ် လက်မကလည်း38စင်တီဆိုလို့ရှိရင်လက်မနဲ့ဘလောက်ရှိမလဲဆိုရင်55စင်တီရှိပါ55လက်မရှိပါတယ်55လက်မကိုအမားတို့နှစ်နဲ့စားရင်9လက်မခွဲပေါ့နော်9လက်မခွဲဖြစ်သွားမယ်နော်အဲ့တော့ဒီမှာဝင်လိုက်ပါမယ်သူ့နှစ်နဲ့စားထားတဲ့အဖြေတိုင်းနော် အဲ့ဒါပြင်မှတ်လိုက်မယ်မှတ်ပြီးသွားရင်အဲ့ဒီအမှတ်ကနေပြီးတော့မှဒေါင်းမှန်ပြင်းဖြောင်းကိုဆွဲချပါမယ်အောက်ထဲကိုဘယ်ထိလဲဆိုရင်အမတို့ရင်မြင်းအထိအဖြောင်းဆွဲချလိုက်မယ်အဲ့တော့ဒေါင်းမှန်ပြင်းဖြောင်းဒီနားလေးမှာဒေါင်းပုံစံလေးပြထားတဲ့ဆိုရင်ဒါဒေါင်းမှန်ဆိုတဲ့သင်္ကေတလေးโอเคเนาะ အဲ့တော့အမတို့ဒီမှာရသွားပြီရသွားပြီဆိုလို့ရှိရင်ပခုံးမြင်းဒီကနေဒီထိကတာကပခုံးအတိုင်းပေါ့ပခုံးတိုင်းပြီးသွားရင်အမတို့လေပင်ဝင်ပါမယ်လေမင်းနဲ့လေပင်ဝင်မယ်ဆိုရင်အမတို့ကမူလလေပင်ဝင်တာဒီမူလလေပင်ဖောက်တာဒီလုံးဝဝေလို့မရပါဘူးလေပင်ဖောက်တီပြင်ချဲပေးရပါတယ်နော်ဒါကမူလလေပင်ပဲဖောက်မှာစင်တီနဲ့ဆိုရင်အမတို့က6.5စင်တီဝင်ပေးပါမယ်6.5စင်တီဝင်ပေးမယ်လက်မနဲ့ဆိုလို့ရှိရင် အမတို့ကနှစ်လက်မှကွင်းပေါ့နော်လက်မနဲ့ဆိုရင်နှစ်လက်မှကွင်းဝင်ပေးမယ်အဲ့တော့ဘယားနေစောင့်ဝင်လဲဆိုရင်ဒီပခုံးမြင်းပေါ်မှာပဲဒီအမတို့ဒီနောက်ကျောစန်တာမြင်းကမှန်ယူထားတဲ့အမှတ်ကနေစပြီးတော့ဝင်လိုက်တာပါအမတို့လက်မနဲ့ဆိုလို့ရှိရင်နှစ်လက်မှခွဲနော်နလမခွဲဝင်ပါတယ်စင်တီနဲ့ဆိုရင်6.5စင်တီဝင်လိုက်တယ်ဝင်ပြီးသွားရင်အဲ့ဒီဝင်တဲ့နေရာကနေအပေါ်ဘက်ကိုဒေါင်းမှန်1.5စင်တီထောင်ပါမယ် အပေါ်ဘက်ကို1.5 cm တောင်းမှန်လေးထောင်လိုက်တယ်နော်အပေါ်ဘက်ကို1.5 cm တောင်းမှန်လေးထောင်လိုက်တာအဲ့ဒီရဲ့1.5 cm က1.5 cm ဆိုလို့ရှိရင်အမားတို့ကဒီမှာ6စိတ်ရှိရယ်เนาะအဲ့တော့တောင်းမှန်လေးလက်မနဲ့ဆိုရင်6စိတ်တက်တယ်လက်စင်တီနဲ့ဆိုရင်1.5 cm တက်လိုက်မယ်เนาะ တက်ပြီးသွားပြီဆိုလို့ရှိရင်အမားတို့ကဒီပခုံးအစွန်တောင်းမှန်ပေါင်ခတ်ထားတဲ့အောက်ကိုဆွဲချထားတဲ့မြင်းမှဆိုရင်ဒါကပခုံးမြင်းဒီမှာအရှိုက်မြင်းရှိတယ်နော်အဲ့ဒီအရှိုက်မြင်းမှာစင်တီနဲ့ဆိုရင်အောက်ကို1စင်တီဆင်းပါမယ်စင်တီနဲ့ဆိုရင်အောက်ကို1စင်တီဆင်းပေးမယ်လမ်းမနဲ့ဆိုရင်အမားတို့က၄စိတ်ပေါ့နော်၄စိတ်လောက်ဆင်းပေးပါဒီရဲ့အောက်လေးကို1 cm လမ်းမနဲ့ဆိုရင်အမားတို့က၄စိတ်ကလေးနော် 1.4ပေါ့เนาะလေးစိတ်ကလေးအမတို့ဆင်းပေးလိုက်မယ်ဆင်းပြီးသွားရင်ဒီဘက်က1.5တက်ထားတဲ့မြင်းနဲ့ဒီကနေ၄စိတ်နော်1 cm စင်းထားတဲ့မြင်းနဲ့အဖြောင်းဆက်ပေးလိုက်ပါမယ်။ဒါဆိုလို့ရှိရင်သူ့ရဲ့ပခုံးမြင်းဆောင်အမှတ်ကလေးရသွားပြီ။အဲဒီပခုံးမြင်းဆောင်အမှတ်ကလေးကိုတိုင်ထားပေးပါ။ဒီကနေဒီဒီအရှိဘလောက်ရှိလဲအဲ့ဒါကိုရေးမှတ်ထားပေးဖို့လိုတယ်။လက်မဆိုလဲလက်မနဲ့မှတ် cm ဆိုလဲ cm နဲ့မှတ်ပေးမယ်နော်။အဲ့ဒါဆိုရင်ဒီမှာအမကတန်လိုက်တာဆိုရင်သူက14ရှိပါတယ်။ အဲ့တော့14ဆိုရင်14စင်တီလို့အမမှတ်ခဲ့မယ်လက်မဆိုရင်လက်မနဲ့မှတ်ပေးပါကြားမယ်နော် โอเคအဲ့ဆိုရင်ပကုံးဆောင်မြင်ရသွားပြီဆိုရင်ဒီနားလေးကမူလားလဲပင်းလေးလားက၄00လေးဖြစ်နေတာကိုအဝိုင်းလေးဝိုင်းကျင်လဲရပါတယ်မဝိုင်းကျင်လဲပြန်၄00ထားခဲ့လဲရတယ်ကိုလဲပင်းပေါက်တွေအတီဖောက်ပြီဆိုတဲ့ခါကျမှကိုစိတ်ကြိုက်ဝိုင်းဝိုင်းဖောက်ဖောက်ပေါ့နော်ကိုကကိုချဲ့ပြီးတော့ပြန်ဖောက်လို့ရတယ်ဒါဆိုရင်မူလားလဲပင်းလေးနဲ့ပကုံးလေးရသွားပြီရသွားပြီဆိုရင်ဒီအပေါ်မှာအမလိုနောက်ချမ်းမှာဆိုရင်ဒါပကုံးမြင်ဆွဲပြီးသွားပြီနောက်ထပ်မြင်တစ်ခုကအရှိုင်မြင် အဲ့ဒီအရှိုက်ကနောက်ကျောမှာအရှိုက်မရှိတဲ့အတွက်ဆွဲစရာမလိုဘူးအဲဆိုနောက်ထပ်တမြင်သွားမယ်ဒီမှာယင်ကျဲမြင်ယင်ကျဲကတော့နောက်ကျောကျဲရှိတဲ့အတွက်အမားတို့ဆွဲပေးရမှာသူ့ရဲ့ပုံတင်နီးကနောက်ကျောကျဲကိုနှစ်နဲ့စားတာနော်နောက်ကြောကျဲကိုနှင်းနဲ့စားတာအဲ့တော့ရတဲ့အဖြေကိုဒီမှာလာတိုင်းပေးပါလက်မဆိုလဲလက်မနဲ့စင်တီဆိုလဲစင်တီနဲ့ဒါတော့အမမပြောတော့ဘူးဒီမှာအမရှိတဲ့အတိုင်းတိုင်းအမဆွဲလိုက်မယ်နော် အဲ့တော့ပြီးရင်သူ့ရဲ့အဖြေကိုမှတ်ပြီးသွားပြီဆိုလို့ရှိရင် သူရောက်တဲ့လောက်ကိုမှတ်မှတ်ပြီးသွားရင်ဒီဘက်က ပခုံးအစွန်နဲ့လာပြီးတော့ဆက်ပေးရပါမယ်ဒီလိုလေးအဖြောင့်လေးပဲဆက်တယ်နော်ပခုံးအစွန်နဲ့ရင်ကျင်နဲ့ ဒီနောက်ကြောချင်နဲ့ကိုအဖြောင်းလေးပဲဆက်လိုက်ပါမယ်။အဲ့ဒါဆိုရင် အမတို့နောက်ကြောချင်ဆွဲပြီးသွားပြီ။အဲ့ဒါဆိုရင်နောက်ထပ်တမြင်ထပ်ဆင်းမယ်ရင်မြင်လာပြီ။ရင်ိုလာမယ်ဆိုရင်အမကခုနကရင်ကိုလေးနဲ့စာခိုင်းထားပါတယ်။အဲ့ဒါကို +1 လေးပေါင်းပေးပါ။ +1 ကဘာပေါင်းတာလဲဆိုတော့တက်တောင်းတက်တာဖြစ်အောင်ပွားစာလေးပေါင်းပေးတာပါ။ နော်တတောင်းတတာဖြစ်အောင်ဘွားစာလေးပေါင်းပေးတာဒီဟာကရင်ကိုအတိပဲတိုင်းထားတာဖြစ်တော့တော့ဝိတဲ့ခါအမရတာ daily wit တွေဖြစ်တယ်တတောင်းတတာလေးဖြစ်ဖို့လိုတယ်ဆိုတော့ plus 1ပေါင်းပေးရမယ်အဲ့တော့လက်မသမားဆိုရင် 1cm ဆိုရင်လက်မသမားကတော့၄စိတ်ပဲပေါင်းပါတော့ရမယ်နော်၄စိတ်ပေါင်းလေးရတယ်၄စိတ်လေးပေါင်း cm ဆိုရင် 1cm ပေါင်းပါတော့အဲ့တော့ဒီမှာအမက cm နဲ့ဆိုရင် 1cm လက်မနဲ့ဆိုရင် 0.4ပေါ့နော်လေးစိတ်ကလေးပေါင်းပေးရမယ်။ဘာလို့လဲရင်ကိုလေးနဲ့စားထားတဲ့အဖြေကိုပေါင်းပေးရမှာကိုပြောတာပါ။ရမယ်နော်။အဲ့ဒါဆိုအမကတွက်ထားတဲ့အတိုင်းသူ့ရဲ့တိုင်တိုင်းမှာတွက်လိုက်မယ်။အဲ့တော့ ါကအမစင်ဒီနဲ့တွေ့ထားတဲ့အတိုင်းတိုင်းလေးဆိုတော့မပြောတော့ဘူးအဲ့တော့စင်ဒီသမားဖြစ်ဖြစ်လက်မသမားဖြစ်ဖြစ်စင်ဒီသမားကရင်ကို၄နှစ်စာဝမ်စင်ဒီပေါင်လက်သမားသမားကရင်ကို၄နှစ်စာ၄စိတ်ပေါင်ပေါင်ပြီးတော့မှသူရဲ့ရလာတဲ့အဖြေကိုမှတ်တိုင်းရင်အမြဲတမ်းဒီမှာနောက်ကျောစန်တာမြင်းအမှန်ကနေပဲတိုင်းရမယ်ပထမမြင်းနဲ့လုံးဝသွားတိုင်းလို့မရပါဘူးเนาะအဲ့ဒါမှတ်ပြီးသွားပြီဆိုရင်အမတို့ cup လေးသုံးမယ်ကိုဝိုင်းတက်တယ်လို့ပေါ့เนาะလက်မသမားတွေလည်းလက်မသူတို့ cup လေးနဲ့သုံးပြီးတော့မှဒီကောင်ကိုပြပြလေးဝိုင်းပြီးတော့ဆက်ပေးလိုက်ပါမယ်ဒါက ဂျိုင်းဆက်လိုက်တာ Okay เนาะအဲ့ဆိုရင်ဒီမှာအမတို့ဂျိုင်းလေးရသွားပြီရမယ်เนาะအဲ့ဆိုရင်ဒီမှာလေပင်ပခုံးဂျိုင်း Okay ရသွားပြီရသွားပြီဆိုရင်အမတို့ဒီရင်မြင်းသတ်မှတ်ထားတဲ့ဒီတိုင်းထားတဲ့ယင်မြင်းရဲ့အစုံကနေပြီးတော့မှအောက်ကခါမြင့်ထီကိုဒေါမန်မြင်းဖြောင်းဆွဲချပေးလိုက်ပါเนาะဒေါမန်လीเนาะဒေါမန်မြင်းဖြောင်းဆွဲချပေးလိုက်မယ် ရမယ်နော်အဲ့ဆိုဒီမှာရင်ဆွဲပြီးသွားပြီဆွဲပြီးသွားပြီဆိုအမတို့ဘာပဲကြံလဲခါပဲကြံနေအဲ့တော့ခါပဲကြံနေဆိုတော့ခါမင်းကိုဆွဲမယ်ခါကိုဆွဲမယ်ဆိုရင်သူ့ရဲ့ပုံတင်ကြီးကအမတို့ကခါကိုလေးနဲ့စာခိုင်းထားပါတယ်သူ့ကိုရင်လိုပဲနော်ကြွားစာ1စင်တီပေါင်းမယ်လမ်းမနဲ့ဆိုရင်ဘလောက်လဲ၄စိတ်နော်လမ်းမနဲ့ဆိုရင်၄စိတ် လေးစိတ်ပေါင်းပါမယ်ပြီးသွားရင်သူကဘာထပ်ပေါင်းပေးရအောင်မလဲဆိုအမတို့တောက်စာထပ်ပေါင်းပေးရပါမယ်တောက်စာကအမကတော့စင်တီနဲ့ဆိုရင်2စင်တီ or 3စင်တီပေါင်းပေးပါတယ်လက်မနဲ့ဆိုလို့ရှိရင်အမတို့6စိတ် or sorry 8စိတ်ဒါမှမဟုတ်လို့ရှိရင်8စိတ်ရဲ့တလက်မ20စိတ်ရဲ့9စိတ်ကြိုက်ပေါင်းလို့ရတယ်နော်လက်မနဲ့ဆိုရင်8စိတ်8စိတ်ဒါမှမဟုတ်ရင်နော်အဲဆိုရင်အမတို့က ဒီမှာသူ့ကိုခါကို၄နဲ့စား၄နဲ့စားပြီးရင်ပွားစားအနေနဲ့စင်တီနဲ့ဆိုရင်1စင်တီပေါင်းမယ်လမ်းမနဲ့ဆိုလို့ရှိရင်အမားတို့က၄စိတ်ပေါင်းပြီเนาะအဲ့လိုမှ အဲ့ဒါကပွားစာပေါင်းတာပြီးတော့ရင်သူ့ကိုဘာထပ်ပေါင်းပေးရမလဲဆိုရင်ဒေါက်စာဒေါက်စာကစင်တီနဲ့ဆိုရင်2 or 3စင်တီပေါင်းပေးပါလမ်းမနဲ့ဆိုရင်6စိတ် or ဒါမှမဟုတ်ရင်တလမ်းမနဲ့2စိတ်ပေါင်းပေးလို့ရပါတယ်ဒါက adjust လုပ်ပေးရမှာညှိပေးရမှာပေါ့နော်အဲ့တော့ဘယ်လိုညှိရမလဲဆိုတာကိုအမဒီမှာပြမယ်နော်အဲ့ဒါဆိုရင်အမကဒီမှာတိုင်းလိုက်မယ်ခါးကို၄နဲ့စားထားတဲ့အဖြေကို1အရင်ပေါင်းလိုက်မယ်နော်ဒီမှာအမကခါးကို၄နဲ့စားထားတဲ့အဖြေရတာက16စင်တီရှိတယ် အဲ့ဒါကို1စင်တီပေါင်းတော့18စင်တီ18စင်တီကို အမကဒီမှာတောက်မှာနှစ်နဲ့သုံးဆိုမကြီးတဲ့သုံးကိုပေါင်းကြည့်လိုက်မယ်အရင်ဆုံးအကြီးဆုံးကိုပေါင်းကြည့်နော်အဲ့တော့သုံးကိုပေါင်းလိုက်တော့အမက၈ရဲ့သုံးရဲ့ဆိုတော့28စင်တီရပါတယ်အဲ့28စင်တီကိုဒီခါကနေပြီးတော့မှဒီဘက်ကိုတိုင်ကြည့်မယ်နောက်ကျောစန္ဒာမြင်းအမှန်ကနေဒီဘက်ကိုတိုင်မယ်နော်အဲ့တော့28စင်တီဒီမှာမှတ်လိုက်မယ်အဲ့တော့ဒီမှာမှတ်လိုက်တာအဲ့တော့ဒီမှာ ရင်ကနေပေါင်ခက်ချထားတဲ့မြင်းရဲ့အတွင်လေးထဲမှာရောက်တယ်။ရင်ကနေပေါင်ခက်ချထားတဲ့မြင်းရဲ့အတွင်လေးထဲမှာရောက်တယ်။ဒီကောင်ကဒီခါဒီအမတို့ဒီရင်ပေါင်နဲ့တန်းနဲ့သွားကြတာလို့ရင်ပေါင်ကိုကြော်သွားတာလို့ဖြစ်လို့မရပါဘူး။အဲအကြောင်းမို့ဒီမှာတောက်စာပေါင်တဲ့ခါမှာနှစ်မျိုးပေးထားတာနော်။၃ပေါင်လို့ရင်ပေါင်နဲ့တန်းနဲ့ကြနေတယ်။ရင်ပေါင်ကိုကြော်သွားတယ်ဆိုရင်နှစ်ပဲပေါင်ပြီးလျှော့ပေးရမယ်နော်။အဲ့တော့ဒီမှာလက်မလည်းတူတူပဲရှစ်စိတ်ပေါင်တာနဲ့ နော်တလမ်းမနဲ့နှစ်စိတ်ပေါင်းတာအဲ့တော့ကိုကအကြီးဖြစ်တဲ့တလမ်းမနဲ့နှစ်စိတ်ကိုအရင်ပေါင်းကြည့်ရင်ပေါင်ရဲ့အတွင်းထဲမှာဝင်နေဆိုရင်ပေါင်းလို့ရတယ်တကယ်လို့ရင်ပေါင်နဲ့တန်းန်းလေးကြာတာတော့ရင်ပေါင်ကိုကျော်သွားတယ်ဆိုရင်နော်အမားတို့ကရှော့ပေးပါထောက်စားအောင်အဲကြောင့်ဒီမှာနှစ်မျိုးနှစ်မျိုးပေးထားပေးတာနော်ဘာကြောင့်အဲ့လိုမျိုးရှော့ရလဲဆိုလို့ရှိရင်အမားတို့ပတ်တန်ဆွဲတဲ့ခါမှာရင်နေရာရင်ခါနေရာခါနော်သူကလည်းသူပတ်တန်လေးကလှနေရမယ် ဘယ်တော့မှလူရဲ့ခန္ဓာကိုယ်မှာခါးကြီးရရင်ထပ်တုပ်သွားတယ်ဆိုတာကမရှိဘူးပေါ့နော်။ဗိုက်ပူတဲ့လူတွေဆိုလို့ရှိရင်တော့တုပ်တရောင်ထင်ရတာ။ဒါပေမဲ့အမားတို့ကပတ်တန်ဆွဲရင်လှအောင်ဆွဲပေးရမယ်။အင်းကြီးချုပ်ပြီးဝင့်ရင်လည်းကွက်တိဖြစ်ရမယ်။အဲ့တော့ပတ်တန်မှာလည်းလှရမယ်။အင်းကြီးချုပ်ပြီးဝင့်ရင်လည်းကွက်တိဖြစ်ရမယ်။အဲ့တော့ရင်ဒီခါးထက်အမြဲတမ်းဒီလိုမျိုးတိမ်နေပေါ့။ဒါကသူ့ကိုအမားတို့ကညှိပေးရတာပေါ့နော်။ ညှိပေးရတာသူ့ရဲ့ဒီတံပိုးတွေနဲ့တွက်ချက်ပြီးတော့မှညှိပေးရတာဖြစ်တဲ့အတွက်သူ့ရဲ့ခန္ဓာကိုယ်တိုင်း frame လေးကိုခြာပေးရမှာပါအဲဒီတော့အမကဒီမှာတော့သုံးပေါင်းလိုက်တာနဲ့ခန္ဓာကိုယ်ကအထဲလေးကိုတိမ်ပြီးဝင်နေဝင်နေဆိုရင်ဒီဘက်ပေးရအချမ်းဒီကိုယ်နဲ့မသက်ဆိုင်တော့ပါဘူးရင်းနေရရင်ခါနေရခါတိမ်တိမ်ကလေးဖြစ်သွားပြီး ရမယ်နော်အဲ့ဒီလိုရသွားပြီဆိုလို့ရှိရင်ဒါကသူ့ရဲ့ခါခြားနာချက်နဲ့တွက်ပြီးတော့အမားတို့ကထဲလိုက်တာပေါ့နော်အဲ့ဆိုတော့ဒါကိုအကြီးလေးထဲတာထဲလို့ရတယ်တကယ်လို့အကြီးထဲမရရင်အသေးလျှော်မယ်အဲ့ဒီသဘောတရားပဲဟုတ်ပြီအဲ့ဒါဆိုရင်အမားတို့ခါးနေရာတတ်မှတ်ပြီးဆွဲပြီးသွားပြီဆွဲပြီးသွားပြီဆိုလို့ရှိရင်ဒီရဲ့ခါးမြင်းမှာတောက်စာပေါင်းထားတဲ့အတွက်အမားတို့ကတောက်ထည့်ပေးရမယ်တောက်ထည့်မယ်ဆိုရင်တော့ဒါကနီးအမျိုးမျိုးရှိကြမယ်ဒါကတော့အမသုံးတဲ့နီးပေါ့နော်တောက်ထည့်မယ်ဆိုလို့ရှိရင်ဒီရဲ့ခါးကြက်နဲ့အကြယ်ကိုတိုင် တိုင်းပြီးတော့တဝက်ဝက်မယ်နော် နောက်ချမ်းအောင်နော်အဲဆိုတော့27ဒီမှာကစင်တီနဲ့ဆိုတော့27ဆိုတော့အမ30တသမငါဒါကစင်ညလက်မဆိုရင်လည်းဒီကြံနဲ့အကြံတိုင်းတဝဝက်နော်အဲ့တော့ဒီလိုအခုံးလေးပြတာဒီတဝဝက်တည်းဆိုရယ်သင်္ကေတနှစ်ပုံဆိုတဲ့သဘောတရားနော်တဝဝက်ပြီးသွားရင်အဲ့တဝက်မြင်ရနေပြီးတော့မှဒေါမန်မြင်းဖြောင်းရင်မြင်းတီအမားတို့လာပြီးတော့မှဆဲပေးလိုက်ပါမယ်ဒီလိုပုံစံလေးဖြစ်သွားမယ်နော်အဲ့ဒါရပြီဆိုရင်ဒီမှာတောက်စာပေါင်းထားတာက 3 cm 3 cm ကိုတဝက်ဝက်မယ်တဝက်ဝက်တော့1.5 cm အဲ့တော့1.5 cm ကိုဒီဘက်ကိုဒီဆွဲထားတဲ့မြင်းရဲ့ဒီဘက်ကိုလည်းလာမှတ်မယ်ဒီဘက်ကိုလည်း1.5 cm လာမှတ်ပေးမယ်ဒီနှစ်ခုပေါင်းရင်3ပေါ့တောင်းရင်ထလိုက်တာเนาะလက်မနဲ့ထည့်ထားလို့တလမနဲ့2စိတ်ပေါင်းနေဆိုလို့ရှိရင်ဒီဘက်ကို6စိတ်ဒီဘက်ကို6စိတ်ပေါ့เนาะအဲ့ဒါပြီးသွားရင်အမားတို့ကမှတ်ထားတယ်သူ့ရဲ့တောက်အတိုင်းတားလေးကနေအပေါ်ဘက်ကိုခြုံပြီးတော့တောက်ကလေးကအပေါ်မှာစုပြီးလိုက်ပါမယ် က နောက်ကျောရင်တောက်ပေါ့နော်နောက်ကျောတောက်ကလေးကျောတောက်ကလေးထဲတာပြီးသွားပြီโอเคเนาะအဲ့ဒါဆိုရင်အမားတို့ကဒါကနောက်ကျောမူလာချတာပြီးသွားပြီကိုနောက်ဆုံးယူမဲ့ line နေဒီဒီနောက်ဆုံးဆွဲထားတဲ့ line နေဆိုတာကိုကိုမှတ်မိရမယ်အဲ့တော့ပတန်ဆွဲရင်ကိုကအရင်ဆွဲတဲ့ line နဲ့ဒုတိယဆွဲတဲ့ line နောက်ဆုံးဆွဲတဲ့ line ဆိုရင်နောက်ဆုံးဆွဲတဲ့ line တွေကိုအတည်ပြုပြီးတော့ယူပေးရပါတယ်ပထမဆွဲခဲ့တဲ့ line တွေမှာကိုပေးခဲ့တဲ့ line တွေကိုကိုမှတ်ထားရမယ်အဲ့ဒီ line တွေကကိုမယူဆိုတာသိရမယ် โอเคเนาะအဲ့ဒါဆိုရင်တော့ဒါနောက်ချမ်းရဲ့ center เนาะနောက် sorry နောက်ချမ်းရဲ့တချမ်းစာလေးအမားတို့ကမူလာချတာလေးပြီးသွားပါပြီဆွဲကြည့်ပါအရန်ကိုလွှဲတယ်ရိုရှင်းတယ်လူတိုင်းရဲ့ခန္ဓာကိုယ်ကိုယ်တိုင်းနဲ့အလွယ်တကူအမြန်ချနိုင်တယ်ဒီပတ်တန်လေးอ่ะเนาะအဲ့တော့ဒါလေးဆွဲကြည့်ပါအဲ့တော့ပတ်တန်လေးကိုအနည်းငယ်မြင်ရအောင်အမားကဒီမှာเนาะလာပြပေးတယ်အခုဒီလိုမျိုးအချိန်မှာ screenshot ရယူထားလိုက်เนาะ စကရင်ရှော့ရယူထားပြီးတော့မှဒီဟာလေးကိုအမားတို့ပြန်ပြန်ကြည့်ပြီးတော့မှဆွဲကြည့်လို့ရပါတယ်။ Okay အဲ့တော့တယောက်နဲ့တယောက်ပတ်တန်ဆွဲတာကနီးတွေကတူချင်မတူမင်းဒါကတော့အမသုံးနေကြမူလပတ်တန်ပေါ့နော်။အမကအမပုံစံနဲ့အမသုံးနေအမဒီအင်းကြီးတွေချုပ်တဲ့ခါမှာအာသာချက်အာနေချက်တွေကိုရှာပြီးမှကိုယ်တွက်အစဉ်ပြေဆုံးနေတင်နန်းသူတွေကိုစာတင်တဲ့ခါမှာနားလေလွယ်ဆုံးဖြစ်မဲ့အရာကို ထည့်တွက်ပြီးတော့မှပြန်ပြီးတော့မှအပြုပြင်ထားတဲ့ frame ပေါ့နော်အဲ့တော့တယောက်နဲ့တယောက်ကအယူဆလေးတွေကနည်းနည်းစီကွာကြပါတယ်အဆင်ပြေတဲ့လူကယူသုံးပါအဆင်မပြေဘူးဆိုလို့ရှိရင်လည်းမသုံးပါနဲ့နော်အဲ့တော့ဒါလေးကိုသုံးကြည့်ပြီးမှကြိုက်တယ်ဆိုရင်လည်းဆက်သုံးလို့ရပါတယ်အဲ့တော့ဒီနေ့တော့အမားတို့ကနောက်ချမ်းမူလာချတာလေးပဲအဲ့တော့ရှေ့ချမ်းမူလာကိုနောက်ဗီဒီယိုမှာဆက်ပြီးတော့မှတွေ့ပါမယ်အကုန်လုံးပဲအဆင်ပြေကြပါစေနော်